Honor Phone သုံးနေတယ်လို့ဆိုရင်ဒီ feature တွေကိုတိတိုတီးထားဖို့လိုလိမ့်မယ်။ဘလုံး feature တွေလည်းညညမှာသုံးဝင်တာလေ။ Daily use မှာရောတကယ်သုံးဝင်တဲ့ feature တွေလားဆိုတာကိုကြည့်လိုက်အောင်။ Yangon Mobile Store ပထမအောင်တကူကတော့ကိုက screen shot အရှိအရိုက်ချင်တယ်ဆိုရင် Honor Phone တွေမှာဘလိုမျိုးရရလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်။အဲ့တော့ကြည့်လိုက်ရအောင်။အဲ့တော့ကျွန်တော်က Honor အသစ်ထွက်ထားတဲ့ Honor X90 Smart ဆိုတဲ့ဖုန်းလေးနဲ့လုပ်ပြလိုက်မယ်။အာဒီဖုန်းလေးကဒီဇိုင်းကတော်တော်လေးလှတယ်ပေါ့နော်။လုံးလုံးလေးနဲ့ အာဒါရီကထားပါတကယ်အကြောင်းပဲသွားလိုက်အောင်အဲ့တော့ကိုက screen shot အရှိရိုက်ချင်ရင် owner phone ဒီမှာဘယ်လိုမျိုးရရမလဲဆိုတော့ကျွန်တော်တို့ display ကို S ပုံစံလေးဝိုင်းပေးလိုက်ပြီးကြရင်ကိုရက်ချင်တဲ့နေရာမှာတစ်ချက်ထောက်လိုက်ဒါဆိုရင်တော့ကိုရဲ့ screen shot အရှိရိုက်ကိုရိုက်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကိုကဥမာစာပိုက်အရှိရိုက်ကို screen shot တွေအပိုင်းပိုင်းလိုက်မရိုက်ချင်ဘူးတခါလေးရိုက်ချင်တယ်ဆိုရင်ဒီ feature လေးကတော်တော်လေးအသုံးဝင်တယ် ကဲ daily use မှာလေတကယ်အဆင်ပြေတဲ့ feature တွေပဲနောက်တစ်ခုကတော့ကိုက selfie ဓာတ်ပုံတွေရိုက်တဲ့အခါမှာပုံကနေပြီးတော့ preview တိုင်းမပေါ်ဘဲနဲ့မျက်နှာကြီးကစောင်းစောင်းကြီးထွက်နေတယ်ဖြောင်းမြိုင်ထွက်နေလို့ကိုကမလောက်တောင်မကြိုက်ဘူးဆိုရင်ဘယ်လိုမျိုးပြန်ပြင်လို့ရလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်အဲ့တော့ကြည့်လိုက်အောင်အဲ့တော့ကိုက selfie ရိုက်တဲ့အခါမှာဒီလိုမျိုးရိုက်လိုက်တယ်အဒီမှာဆိုရင်ဖြောင်းမြိုင်ပေါ်နေပေါ့နော်အဲ့ဒါကိုကမကြိုက်ဘူးအတက်ပေါ်ခြင်းနဲ့ဆိုရင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ကျွန်တော်ပထမဆုံးဓာတ်ဘက်တောက်မှာရှိတဲ့ setting နဲ့ဝင်လိုက်ပြီးကြရင်အောက်လေးကိုနည်းနည်းလေးဆွဲချပြီးတော့ဒီမှာ mirror reflection ဆိုတာရှိတယ် အဲ့လေးကိုဖွင့်ပေးလိုက်ဒါဆိုရင်တော့ရသွားပြီကျွန်တော်ဒီမှာအစမ်းတစ်ခုရိုက်ပြမယ်ရိုက်လိုက်ပြီဒီမှာဆိုရင်တော့အတက်ပေါ်သွားမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ကိုကငကြက်တက်ပြီးတော့တချင်းနားထောင်တဲ့အခါမှာတချင်းတန်ကိုငကြက်ကနေလာတဲ့လိုမျိုးမဟုတ်ပဲကိုရဲ့ဘေးပတ်ပတ်လေရနေပြီးတော့လာတဲ့လိုမျိုး 3D sound effect ကို on our phone တွေမှာဘယ်လိုမျိုးလုပ်ရလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်အဲ့တော့ကြည့်ကြည့်လိုက်အောင်အဲ့တော့ကိုကငကြက်နဲ့တချင်းနားထောင်တဲ့အခါမှာတချင်းတန်ကိုဘေးပတ်ပတ်လေရလာအောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ် ပြကြကျွန်တော်အောက်လေးကိုနည်းနည်းလေးဆွဲချပြီးတော့ sound and vibration ဆိုတာရှိတယ်အိတ်ထဲကိုဆက်ဝင်လိုက်ပြကြရင် whole out sound ကိုဆွဲချလိုက်မယ်ဆိုရင် sound quality and effect ဆိုတာရှိတယ်အိတ်ထဲကိုထပ်ဝင်လိုက်ဒီမှာနှစ်ချက်သာတတ်ထားမယ်ဆိုရင်ဒီမှာ auto ရယ် 3D audio ရယ် natural ရယ် standard ဆိုပြီးသူကပေးထားတယ်ကျွန်တော်ကဘေးပတ်ပတ်လေးရလာတဲ့အတန်မျိုးကိုလိုချင်တာဆိုတော့ 3D audio လေးနှိပ်ပေးလိုက်မယ်ဆိုရင် တချင်းတန်ကကိုယ့်ရဲ့နှစ်ချက်ကလာလို့မျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဘေးဘက်ဖက်လျာလာနေတယ်လို့မျိုးခံစားချက်ကိုရမှာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ကျွန်တော်ကွန်မတ်မှာအမေးများနေတဲ့ဖုန်းလာတဲ့ခါမှာ flat me လင်းအောင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတာကိုဒီခါမှာ owner ဖုန်းကင်ထားတဲ့လူတွေအတွက်ပြောပြပေးမယ်။အဲ့တော့စိတ်ဝင်စားရင်ကြည့်လိုက်အောင်။အဲ့တော့ကျွန်တော်ကွန်မတ်ထဲမှာအမေးများနေတဲ့ဖုန်းလာတဲ့ခါမှာ flat me လင်းအောင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်လိုက်ပြီးကြရင်အောက်ကိုဆွဲချလိုက်မယ်ဆိုရင် accessibility feature ဆိုတာရှိတယ်။အဲ့ထဲကိုဆက်ဝင် ပြီးကြရင်ဒီ accessibility တဲ့ကိုစောင့်ဝင်လိုက်နောက်ပြီးတော့အောက်ကိုနည်းနည်းလေးဆွဲချလိုက်မယ်ဆိုရင် flash for alert ဆိုတာရှိတယ်အဲ့ထဲကိုဝင်လိုက်ပြီးကြရင် camera flash ဆိုတာလေးကိုဖွင့်ထားပြလိုက်အဲ့ဒါဆိုရင်တော့ကိုဖုန်းကိုဖုန်းလာတဲ့ခါမှာ flash မီးကလင်းနေပါပြီဖြစ်ပါတယ်အဆင်ပြေကြပါလိမ့်အဲ့တော့ဒီ view လေးက on our phone တွေမှာပါတဲ့အသုံးဝင်တဲ့ feature လေးအကြောင်းပြောပြပေးရတာပဲဖြစ်ပါတယ်နောက်ထပ် video မှာလည်းဘယ်လိုမျိုး phone တွေရဲ့ feature အကြောင်းသိကြင်လဲဆိုတာကိုအောက်က comment section တွေမှာရေးပေးကြပါအောင်လို့ပြောနေပေးအားလုံးကျေးဇူးတင်တယ်ကျွန်တော်အောက်ခံပါ